တော့ကိုကျိုးလေးကားမှာလေမြေသူတချင်းတစ်ပုတ်လုံးသဘောကျရရှင်ဒါပထမတော့ကိုကျိုးလေးချင်းရတော့မြေသူကအမြဲတမ်းအဆွေးသမားရေဆိုတော့ကိုကျိုးလေးချင်းရပေါ့ကိုခါပြီးနားထောင်လို့ဆွေးနေတာဟုတ်မိုးမြဝေးရေစက်ကလည်းတလောက်ပဲပါလာတယ်ထင်ပါရဲ့ဟာသူကငါထက်သူရဲ့ညီလေးမားရူချစ်တာဟုတ်ကိုကြီးကဒါကမြေစာစ ကလည်းတော်တော်လေးအတိတ်ပဲရှိရရှင်နားထောင်နေရင်းနဲ့ကိုလေကြည်နေရင်းနဲ့ဒီ music background လာပြီးဒီ theme song ဝင်တာနဲ့ကိုမျက်ရည်လှိုင်လှိုင်ကြားနေတယ်။အာဒီ theme song နဲ့တအားသဘောကျတယ်မြေစာ theme song ကိုလေဟုတ်ကဲ့။ဒီရိုဒီကတော့မတက်တလို့စိုးစမ်းမှာ။စုံသွားတဲ့အဖေနဲ့မေတို့မေတို့ကိုစောင်းကားတယ်။ငါပြတော့မှခွင့်မလို့ဘူး။ ဲ့ဆိုအဓိကကထွေလာစပိုစတာစတင်ကလေးထွေလာတော့မဟုတ်ပါဘူးပိုစတာစတင်ကလေးကပေးတဲ့ရဲ့စိတ်ဝင်စားမှုရုပ်ရှင်ချစ်တဲ့သူတွေရဲ့ attention ရတယ်အချစ်စရာကောင်းတဲ့အဲပေါ့နော်တယောစားတယောပုံလေးတွေလေတွေ့ရတဲ့ခါကျဩဒီကောက်ကိုတော်တော်အကုန်လုံးကအာယုံစူးစိုက်မှုရှိရဆိုတဲ့ခါကျတော့ကိုလည်းပေါ့နော်ပါဝင်ရတဲ့အတတက်နဲ့တကယ်ကိုလည်းဝမ်းသာရပါတယ်ဒီကားကခုနလိုပေါ့နော်ဘာပြပြ drama ကဖြစ်တယ်အဲဆိုတော့ ကိုမင်းကြီးရဲ့တယောက်ဆောင်မှုတွေကလည်းအရန်ကောင်းတဲ့ခါကျတော့ချစ်တဲ့သူတွေကတော့အကုန်လုံးကမှန်းပေးတာပေါ့ကိုယ်လည်းချစ်တယ်ကိုကကိုလည်းပါရကတော့ကိုလည်းမှန်းပေးမှန်းပေးချင်တာပေါ့ဒါပေမဲ့အဲနောက်2025မှာဘယ်လိုကားတွေဘယ်လိုလာအောင်လဲဆိုတာကမသိသေးတဲ့ခါကျတော့ဒီချိန်မှာတော့တို င်းကြီးနဲ့မှန်းပေးကြတယ်ကိုချစ်တဲ့သူကိုကောင်ကရားစီကျင်တာတော့သူတွေကိုပတ်ကျင်တာဒါပေမဲ့2025တော့ကပြောဖို့စောနေသေးတာဒါပေမဲ့ပြောကျင်တာတော့ကိုမြင့်မြတ်ရဲ့စူးစမ်းအားထုတ်မှု driver ရဲ့စူးစမ်းအားထုတ်မှုအာဒီအာဒီ crew ပေါ့ရုပ်ရှင်အဖွဲ့ crew ပေါ့ဆိုတော့ရုပ်ရှင် crew ကဒီဒီလိုက်လိုက်အမိုက်ပုံကြီးလွင်ဒီကောင်ကြီးမှာရိုက်ဖို့ဆိုတာကတယောက်စံတဲ့ကောင်လည်းမရဘူး crew တွေတအားကောင်းမှရမှာဆိုတော့ဒီဇက်ကောင်ကိုကြည့်ရင်ဒီမြေစာအဖွဲ့ကပါဝင်တဲ့စက်မှုပိုင်းဆိုင်ရာကပေါ့နော် crew တွေကဘလောက်ပင်မန်းလဲဆိုတာကိုဒီကားကြည့်သိရမှာပါစဉ်းစားကြည့်အမိုက်ပုံကြီးပြီးတော့ခုနလိုပဲ ခက်မသိလဲတန်ဆူးနိုင်တယ်ပလင်းဝဲရှာနိုင်တယ်ကွာအဲ့လိုနေရာမှာကုံသွဲရကြရဆိုတဲ့အခါကျတော့ဘာပြောစကားကောင်းတစ်ခုတဘာဝတယုတ်ခေါ်ဘဝတယုတ်ခေါ်စကားတစ်ခုအားလုံးဒီလိုမျိုးနဲ့ပါဝင်တဲ့ဇာတ်ကမှာပါဝင်ခင်ရတဲ့တကယ်ဝမ်းသာပါ။အဲ့တော့ဒီနေ့မှစကြည့်ရတာ။ကွာရှေ့မှာတော့မကြည့်ထားဘူးပေါ့နော်။ကိုပါတဲ့ဟာလေးရှိတယ်။အဲ့နောက်ဆုံးဇာတ်သိအောင်လဲတော့ပေါ့နော်။ဟိုဗမာကတော့ဗမာ ရှိတာပေါ့နော်ဗမာဆန်သွားတယ်ပေါ့ဒါပေမဲ့ဗမာဆန်မဲ့လေဗမာတွေကကြိုက်တာဗမာအများစုဂျင်းမာအများစုကြည်တာဆိုတဲ့အခါကျတော့နောက်ဆုံးဇက်သိန်းလေးလည်းသဘောကျတယ်ရှင်နောက်ဆုံးသူရဲ့ဇက်သိန်းပေါ့နော်အကုန်လုံးကမှန်ထားတာတမျိုးလေးဇက်သိန်းပေါ့တမျိုးလေးပေါ့နော်ဆိုတဲ့အခါကျတော့မြင့်ဇက်သိန်းလေးလည်းသဘောကျတယ်အဒါတော့ဖြစ်ဒါတော့ဖြစ်ဖြစ်တယ်ဖြစ်လိဖြစ်တာရှိတယ်မဖြစ်ဘူးမဟုတ်လားအပြောကမြေသာကားကဖြစ်ရမှန်ပေါ့နော်အခြေခံသားလေ40ရာခိုင်နှုန်းတော့က ြင်းရမယ်အခြေခံတဲ့တရားမလို့ဖြစ်တော့ဒီဟာကတကယ်ဒီလူမှုဝန်းကျင်မှာမိသားစုမှာအိမ်အောင်နေတိုင်းမှာပေါ့နော်အဖြစ်လေးဖြစ်တာရှိနေတဲ့ကိစ္စတွေကြီးပဲဒီလိုမျိုးလည်းရှိတယ်အရန်မောင်နှမရဲ့တအားချစ်လို့မိဘတွေကိုတအားချစ်လို့ပေါ့နော်အကောကိုချစ်သူဆုံးတော့တဲ့မျိုးသားမျိုးလည်းရှိရှိပါလားရှာအားကြောင့်လာမယ့်28ရက်နေ့မတ်လ28ရက်နေ့မှာဒီမြေစာကကအယုံပေါ့နော်ယုံတင်ပါမယ်ရှိမြန်မာနိုင်ငံအနဲ့မှာအယုံတင်ပါမယ်အဲ့ဒါကကြတော့ ဖိတ်တဲ့မြမရုပ်ရှင်ကားစစ်စစ်ကိုကြိုက်တဲ့သူတွေအတွက်မြင့်မြတ်ရဲ့ဒရမာကားစစ်စစ်ကိုကြည့်ရမှာလို့အာမခံပါတယ်အဲ့တော့ရုံမော်လာခဲ့ဖို့တဖိတ်ခေါ်ပါတယ်ရှင်အားလုံးကြည်ကြည်တင်ပါတယ်